မင်္ဂလာပါဒီသတင်းကလွန်ခဲ့တဲ့တပတ်လောက်ကတည်းကဒီသတင်းကိုခုမှရေးကြီးခွင့်ကျဲလို့ပြီးဘာကြောင့်ပြည်ဖြက်မိရာတွေကဝါရဖြက်နေတယ်လို့မေးလို့ရှိရင်နောက်ဆက်ကကျင်းပါတယ် P4 ငញ្ញန်ရင်ဆွေးနွေးပွဲဒီငញ្ញန်ရင်ဆွေးနွေးပွဲဒီရွေးကောက်ပွဲကျင်းပနိုင်ရင်အတွက်ဒစိတ်တတီသားအနေနဲ့ကျင်းပတဲ့ဆွေးနွေးပွဲဖြစ်တဲ့ဒီဆွေးနွေးပွဲကိုတရုတ်နဲ့အိန္ဒိယနိုင်ငံကြီးတွေက ကိုယ်တည်းလေးတက်ရောက်ပြီးတော့ဆွေးနွေးပြီးအသိမှတ်ပြုကြတယ်။ဆိုလိုချင်တဲ့အိဗက်ကနာဆာကကျင်းပမယ်ရွေးကောက်ပွဲကိုနောက်ကျွန်တော်တို့အိန္ဒိချင်းနိုင်ငံဖြစ်တဲ့တရုတ်အိန္ဒိယနဲ့အိန္ဒိချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံတို့ကတရားဝင်အသိမှတ်ပြုတယ်။နောက်တခြားကမ္ဘာအရာကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားနဲ့ဘလားရုတို့နိုင်ငံတွေကလည်းအသိမှတ်ပြုတယ်။အဲ့ဒီအသိမှတ်ပြုတယ်ဆိုတဲ့အချက်ကိုစိတ်တဲ့စစ်စင်ရေလှုပ်ချင်တယ်၊ဝါရဖြန့်ကြီးရေလှုပ်ချင်တယ်၊အဖြတ်မောက်တွေလှုပ်ချင်တဲ့အတွက် နော်ကုလသမဂ္ဂကနေပြီးတော့နာဆာကကျင်းပမယ်ရွေးကောက်ပွဲကိုအတိမတ်မပြုပါဘူးဆိုတဲ့အဖြတ်မောက်လုပ်ငန်းနဲ့စိတ်သက်စစ်စီရေလုပ်ကြတာဖြစ်တယ်။ဒီ ပြောဆိုမှုကနော်ဥပဒေမှန်ကမှသူတို့ပုံမှန်ကျင်းပနေတဲ့လူခွင့်ရေးကောင်စီအစည်းအဝေးမှာလူခွင့်ရေးကိုယ်တည်းလဲအထူးကိုယ်တည်းလဲတွန်းအတွန်းမြန်မာနိုင်ငံဆိုင်ရာလူခွင့်ရေးအထူးကိုယ်တည်းလဲဆိုပေမဲ့မြန်မာပြည်ကိုချီချနေတာမဟုတ်ဘူးမြန်မာပြည်ကိုလည်းချီမချရဲဘူးနော်ပြည်ပကနေပြီးတော့မြန်မာပြည်နဲ့ပတ်သက်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အဲအမှတ်ချက်တွေပေးနေကြတာပေါ့နော်ဆိုတော့ချင်တာကတော့ NASA ကကျင်းပမယ့်ရွေးကောက်ပွဲကို အင်းနီချင်းနိုင်ငံကြီးတွေကအတိမပြုမဲ့ဒီပုံမှာအဖြတ်မောင်းလို့ချင်တဲ့အငုံစိတ်နဲ့ပြည်ဖြတ်မိရာတွေကနေပြီးတဖက်လုံးနဲ့တဖက်လက်ဆိတ်ဆက်စစ်စင်ရဝါရဖြန့်ချီလောက်ကြတာဖြစ်တယ်ဒီအတွက်ကျမတို့ကရင်ခုန်နေကြမလို့ပါဘူးတိတ်ပြီးတော့ခေါင်းနဲ့ထည့်စရာလည်းမလိုဘူးဒီကိစ္စပေါ်မှာအရင်ကြီးခံစားနေဖို့မလိုဘူးဘာလို့လဲဆိုတော့ကုလသမဂ္ဂကိုယ်တိုင်ကအမေရိကန်ကိုယ်တိုင်ကကျန်းကတော့ကဘာကြီးမှာအမေရိကန်နဲ့ကုလသမဂ္ဂကဩစာအာနာ လွှမ်းမိုးနိုင်တဲ့ဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်ကိုးတော်ကြတဲ့ဖြစ်တဲ့လက်ရှိမှာအမေရိကန်ကိုယ်တိုင်ကုလသမဂ္ဂကိုယ်တိုင်ကကြားတော်ချဒါပေမဲ့ဆက်ခုချဖြစ်နေပြီဖြစ်တယ်တကယ်တော့ကအမေရိကန်ကကဘာကြီးကိုနော်ယူနီပိုလာဖြစ်နေဟောတာဖြစ်နေကဘာကြီးကိုကိုင်းလုံးနိုင်ပေမဲ့လက်ရှိမှာယူနီပိုလာကနေမန်ဒီပိုလာဖြစ်နေပြီ เนาะကဘာကြီးကိုချုပ်ကင်နိုင်တဲ့လူတွေကအများကြီးပေါ်လာနေပြီအမေရိကန်ကကဘာကိုချုပ်ကင်ထားတဲ့ whole order ကနေလက်ရှိမှာ new whole order ဆိုပြီး unipolar ကနေ multipolar ဖြစ်နေပြီဒီအတွက်ကြားတော်ကြားသို့တော်ဆက်ခုကြားဖြစ်သွားပြီအမေရိကန်ရဲ့နိုင်ငံရေးဖုန်းကူဩဇာအာဏာအရှိန်အဝါတွေကတချမ်းအမြောက်ဖြစ်နေပြီဒီပုံမှာကျမတို့ကရင်ခုန်နေကြမလို့ဘူးထဲ့ကောင်းနဲ့ထဲ့ပြီးတော့ စစ်ဆားရမယ်ကိစ္စမျိုးမဟုတ်ဘူးဒီလိုမျိုးအခုလိုမျိုးအမေရိကန်ကနိုင်ငံဩဇာကျဆင်းပြီးတော့ကဘာကြီးမှာအခင်းကျင်းတဲ့မြင်ကွင်းတစ်တွေပြောင်းနေပြီး new order ဖြစ်နေပြီး unipolar ကနေ multipolar ဖြစ်နေပြီးဆိုတဲ့အကြောင်းကို2023နဲ့ကကျွန်မပြောခဲ့ပုံတယ် เนาะဆိုတော့ဒီသတင်းပေါ်မှာကျမအမျိုးတွေကဘာမှထွေထိုးပြီးစိတ်လိုရှားနေကြမလို့ဘူးရင်ခုန်နေကြလည်းမလို့ဘူးစိုးရိမ်နေကြလည်းမလို့ဘူးဒါဒီအငုံစိတ်နဲ့ပြည့်ဖြတ်အုပ်စုတွေကဝါဒမှားတိုက်ခြင်းနဲ့စိတ်တည့်စစ်စေလို့ခြံတာဖြစ်ပါတယ်အနည်းဆက်ဆုံးဖြစ်စဉ်တစ်ခုကိုပြောမယ်ရှိတလာတို့ကအမေရိကန်ကသူတို့နိုင်ငံမှာပညာသင်ကြားနေတဲ့တရုတ်ကျောင်းသားတွေကိုဝင်ခွင့်ပေးတာတွေအစ်စ်ဝင်တာတွေကိုလည်းရုပ်သိမ်းပြီးဆိုင်ငံ့ပြီးတော့ လက်ရှိပြည်တွင်းမှာမေးရပြည်တွင်းမှာတင်ကြားနေတဲ့တရုတ်ကျောင်းသားပေါင်း2,800ကျော်ကိုလည်းပဲဝင်ခွင့်ဗီဇာတွေဖြတ်သိမ်းမယ်ရုတ်သိမ်းမယ်ဆိုင်းရမယ်ဆိုပြီးတော့ပြောခဲ့ပူတယ်။ရှင်းတလားလောက်တော့ကเนาะသူတို့မေးရတက္ကသိုလ်တွေမှာလာရောက်ပြီးပညာသင်ကြားနေတဲ့တရုတ်တောင်း တရုတ်ចောင်းသားတွေရဲ့ဗီဇာကိုရုတ်သိမ်းမယ်ဖြတ်သိမ်းမယ်ဆိုပြီးတော့အမေရိကန်သမ္မတကိုယ်တိုင်ကအမိတ်ကြေညာချက်ထုတ်ပူးတယ်။ဘာလို့လဲဆိုတော့အမေရိကန်နဲ့တရုတ်နဲ့ကအခွန်ဝင်ငွေတွေတယောက်နဲ့တယောက်ဝင်ငွေခွန်တွေစည်းကြပ်ပြီးတော့ကုန်သွယ်ရေးစစ်ပွဲပုံစံနှစ်နိုင်ငံကြားတင်းမာနေတဲ့အတွက်အမေရိကန်ကသူတို့နိုင်ငံမှာရှိတဲ့အတက်ကတူတွေမှာတရုတ်ចောင်းသားတွေကိုပညာသင်ကျောင်းခွင့်မပြုဘူး။နော်ဝင်ခွင့်လျှောက်လွှာအစ်စ်တွေကိုလည်းလက်မခံဘူး။လက်ရှိမှာသင်ရှားနေတဲ့တရုတ်ចောင်းသားတွေကိုလည်းဗီဇာရုတ်သိမ်းမယ်ဆို ုပြီးပြောခဲ့ပူတယ်။ဒါပေမဲ့တရုတ်နိုင်ငံမှာမြေရှားတပ်လူကိုကင်ထားနိုင်တာဖြစ်တဲ့အတွက်เนาะအဲ့ဒီကုံသွဲကြီးစစ်ပွဲလို့ပုံတော်မျိုးအကောက်ခွန်တွေတိုးမြင့်ဘလောက်ပဲတိုးမြင့်နေပါစေတရုတ်မှာနိုင်ဖဲရှိနေတယ်။တရုတ်မှာနိုင်ဖဲရှိနေတဲ့အတွက်အမေရိကန်ကပဲနောက်ဆုံးရှော့ချပေးလိုက်ရတယ်။အမေရိကန်ကိုယ်တိုင်ကတကြံမြောက်ဖြစ်သွားပြီအမေရိကန်ကိုယ်တိုင်ကဆက်ကူကြဖြစ်ပြီးတရုတ်ကိုအလျှော့ပေးလိုက်ရတယ်။နော် ဒီအကြောင်းအရာကိုလေလောခဲ့တဲ့2023လုံးကမှတ်မိအောင်မဲ့ဆိုလို့ရှိရင်ကျမတို့ကျင်းနဲ့လနဲ့နော်တောက်ကြကျင်းနဲ့လနဲ့နီးပြီးတော့ကျဲရလောက်ကိုဖောက်သွားတဲ့အခိုက်တန်မှတ်မိအောင်မဲ့ထဲတယ်အဲ့တော့ဆိုလို့ရှိရင်ဟာတောက်ကြကျဲကြီးလနဲ့နီးပြီးကြီးပြက်လက်တန့်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အာဘေးတင်ဝါသနာပါတဲ့လူကလည်းဘေးတင်အလှောက်ပြောကြတယ်ပေါ့နော်နှလုံးလို့သုံးလုံးလို့ဝါသနာပါတဲ့လူကလည်းအတိတ်နိမိတ်ကောက်ပြီးထိုးကြတယ်ပေါ့ပြီးခဲ့တဲ့နောက်23 လေးလပိုင်း၅လပိုင်း၃လပိုင်း၄လပိုင်းလောက်ကပေါ့နော်အဲ့ဒီအချိန်တုန်းကတော့တောက်ကြခြင်းကြီးလာနေနီးတဲ့အချိန်တုန်းကကျွန်မအဲ့ဒီနေမမမရရတကြောပြန်လာတယ်1930ဆိုရဲခေါင်းစဉ်နဲ့စာရေးခဲ့ပူတယ်နော်ဖေဖော်မှာအခုချိန်ဒီပြန်ရှာကြည့်လို့ရသေးတယ်။တကြောပြန်လာတဲ့1930เนาะကျင်းနေလာနဲ့နီးတာကိုတချို့ကတော့ဘာဖြစ်တဲ့ကဘာကြီးပြက်လိမ့်မယ်ဘာဖြစ်တဲ့ညာဖြစ်တဲ့သူအာဘေးရင်ရရတရာရ ပတ်ချက်တည်ပေးကြပါမယ်။ကျမကတော့နိုင်ငံရေးလေးလာသူတယောက်ဖြစ်တဲ့အတွက်ကျမနိုင်ငံရေးအရာပဲပြောမယ်ဆိုပြီးတော့အဲ့ဒီချိန်တုန်းကဖြစ်ပြနေတဲ့နိုင်ငံရေးအခင်းအကျင်းတွေကိုရှင်းပြပြီးတော့ဒီတယောက်အိန္ဒိယမေရိကန်ဆိုတဲ့ကမ္ဘာအရာကြီးနိုင်ငံတွေမှာနော်စပိန်တို့လိုမျိုးဒီဥရောပသမဂ္ဂတို့လိုမျိုးကမ္ဘာအရာကြီးနိုင်ငံတွေမှာကုန်သွယ်ရေးဝင်ငွေခွန်တွေတွေ့ကြပြီးတော့အဓိကသူတို့ပြည်ရဲမှာကွန်ထရိုးလုပ်မှုတွေကြာဆင်းတဲ့အတွက် recession နဲ့ depression နော် recession ရဲ့ depression ကိုကြုံရတယ်ဒါကြောင့်မလို့ကမ္ဘာစီးပွားပြတ်ကက် recession ရဲ့ depression ကြုံလာတာဖြစ်တဲ့အတွက်တခြားနိုင်ငံတွေကတင်ပို့ကုန်သွင်းကုန်ပစ္စည်းတွေကိုဝင်ငွေခွန်တိုးကျတဲ့အတွက်အကောက်ခွန်စစ်ပွဲတွေဖြစ်လာနိုင်ပါတယ်လို့နိုင်ငံကြီးကြိုပြီးသုံးသပ်ခဲ့တယ်။လိန်လို့အမရကိုတမိုင်းဆိုတာ Facebook မှာသွားချကြည့်လို့ရှိသေးတယ်။ကျွန်မ Facebook ကမရှိတော့ပေမဲ့ တွားရှာကြည့်လို့ရသေးတယ်။အဲ့ဒီလို recession depression ရဲ့နောက်မှာကုန်သွယ်ရေးစစ်ပွဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်မကြိုပြီးသုံးသပ်ခဲ့တယ်။လက်ရှိမှာဆိုလို့ရှိရင်လည်းအဓိကကအမေရိကန်နဲ့တရုတ်နဲ့တောင်နဲ့တောင်ကုန်သွယ်ရေးစစ်ပွဲတွေတနနိုင်ငံနဲ့တနနိုင်ငံဝင်းဝေးခွန်တွေတိုးကောက်တယ်။ဒါပေမဲ့တရုတ်ရဲ့လက်ထက်မှာကနိုင်ဖဲ၊ဟွက်ဖဲမြေရှားတပ်တို့ဖြစ်နေတဲ့အတွက် အမေရိကန်ကအရှော့ပေးလိုက်ရတယ်။အဲ့ဒီမြေရှားတပ်တို့အကြောင်းကိုလည်းပဲ နော်မြေရှားယရနာဆိုတဲ့ကောင်းစင်နဲ့2021တိတ်တိတ်2021 2020တိတ်ကကျွန်မ Facebook မှာရေးခဲ့ဘူးလေနော်ကျွန်မပြန်ရှာတွင်တင်ပေးမယ်မြေရှားယရနာနော်အာတွင်းထက်ပစ္စည်းလို့ပြောလိုက်တာနဲ့လူတွေကယရနာလို့ပြောလိုက်တာနဲ့နော်ရွှေလို့နော်ရွှေလို့စိမ့်တို့ဗရန်များတို့ကြောက်စိမ့်တို့ဓာရီကိုတန်ဖိုးကြီးတဲ့ယရနာပြတ်တက်မဲ့အတိမဲ့ပြုတ်ကြတယ်တတ်မဲ့ကြတယ်ဒါပေမဲ့တကယ် မြေရှားကမှတကယ်ရတနာအစစ်မှန်ဖြစ်တယ်เนาะဒီတွဲထက်ပစ္စည်းတွေထဲမှာမြေရှားကပထမကရင်းနေเนาะရင်းနေတဲ့ကဘာမှာအာရင်းနေကိုကင်ထားတဲ့လူကကဘာကြီးကိုချုပ်ကင်ထားနိုင်တယ်เนาะလက်ရှိမှာဆိုလို့ရှိရင်လည်းမြေရှားကိုကင်ထားတဲ့လူကကဘာကိုချုပ်ကင်နိုင်လိမ့်မယ်တကယ်တွင်းထွက်ပစ္စည်းတွေထဲမှာမြေထွက်ဒီမြေရှားရတနာပေါ့เนาะမြေရှားရတနာဒီတန်ဖိုးကြီးဆုံးရတနာ ဖြစ်ပါတယ်မြေရှားကိုကျွန်တော်မြန်မာနိုင်ငံမှာကဘာမှာ၃အာ မြန်မာနံပါတ်3ကမ္ဘာနံပါတ်3အဖြစ်ကမ္ဘာမှာမိသားသက်တို့ထုတ်လုပ်နိုင်သောနိုင်ငံဖြစ်တယ်ဒါကြောင့်မဒီမိသားသက်တို့ထုတ်လုပ်မှုတွေမှာကနော်အဓိကက ကချင်မှာကချင်ပြည်သူစစ်ဆိုရဲဥစကုံတရင်နဲ့ကချင်သဘုံဆိုရဲ KIA နဲ့နှစ်ဖွဲ့သူတို့နှစ်ဖွဲ့ပဲဒီမိသားတွေကိုထုတ်ပြီးတော့ရောင်းချနေကြတာရှိအဲ့ဒီချိန်လုံးတည်းကဒီမိသားရတနာကိုသေးချတော့အစိုးရအနေနဲ့တင်းကျပ်တင်ပါတယ်ဆိုတော့အချောင်းကူ2021 2020နှစ်တည်းကကျွန်မပြောခဲ့ဘူးတယ် เนาะအဲ့ဒီအချိန်တုန်းကတော့တချို့ပါပြောလဲအာလူတွင်ကျဲလုံနေတာပါဆိုပြီးတော့မှတ်ချက်ပေးကြတယ်တကယ်ကျမနဲ့အတူတူမြေပြင်မှာမျိုးသားရေးလုံနေတဲ့လူတွေပါဇက်ကိုရင်ကကျမကိုကျမအမိသားရဲ့လားဆိုတဲ့အကြောင်းပြောတော့ကျမကိုလူတွင်ကျဲလုံနေတာလို့ပြောခဲ့ဘူးလေဒါပေမဲ့သူတို့ကိုရင်ကနိုင်ငံရေးအမြင်မရှိလို့ အဲ့ဒီစကားကိုပြောတာလက်ရှိမှာဆိုရင်မြေရှားသည်တကယ်ယရနာတစ်ပါးဖြစ်ပြီးတော့မြေရှားကို ချုပ်ကန်နိုင်တဲ့လူကကဘာကြီးကိုချုပ်ကန်နိုင်တယ်ဆိုတဲ့အခင်းချစ်သက်ကိုအမြင်လာရပြီဖြစ်ပါတယ်ဆိုတော့ကအဲ့ဒီလိုမျိုးကဘာမှာကဘာနိုင်ဖဲဖွက်ဖဲမြေရှားကိုကန်ထားနိုင်တဲ့တုံနိုင်ငံကဘာအင်အားကြီးအိန္ဒိယနိုင်ငံ ကဘာအရာကြီးရထားနိုင်ငယ်ဒီလိုမျိုးကဘာရဲ့ကြီးသုံးကြီးဒီသုံးနိုင်ငယ်တနည်းအားဖြင့်ကဘာကြီးကိုချုပ်ကန်နိုင်တဲ့ new world order တွေကကျမတို့နာရှားကကျင့်မှမယ်ရွေးကောက်ပွဲကိုအတိမတ်ပြုလက်ခံထားသည့်ဖြစ်တဲ့အတွက်အမေရိကန်ကအတိမတ်မပြုလဲပဲကုလသမဂ္ဂကအတိမတ်မပြုလဲပဲကျမတို့ကခေါင်းနဲ့ထည့်ထားရတဲ့ကိစ္စမဟုတ်ဘဲနဲ့ကိုယ့်ပြည်တွင်းရေးကိုဘယ်လိုတည်ငြိမ်အောင် ကျင်းပအကြမလဲရွေးကောက်ပွဲကိုဘလို့တည်ငြိမ်အောင်ကျင်းပအကြမလဲဆိုတာဒါအစဉ်တစားဦးစားပေးပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်